ျွန်တော်အသက်3နှစ်လောက်မှာတီဗီယောဂါစဖြစ်တာအဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့အယူတွေကတာမန်မဟုတ်တော့ဘူးတဲ့ဒီဒဏ္ဍာရီမြင့်တဲ့ခုံမှာပြုတ်ကြလဲကျွန်တော်ကျလို့ဆိုရင်ခံမတင်ကျူတယ်ကလေးလိုကျင်းလွိုင်းချော်လဲကျလို့ဆိုကျူတယ်အဲဟိုမှာလူကူလေးလာနေဟိုမှာချက်ပုတ်ကိုသားလို့အဲ့လိုမျိုးခေါ်လိုက်တာကျွန်တော်အရန်စိတ်ထိုက်ကြတယ်လေးငါးနှစ်ကနေပြီးတော့စကျူခဲ့တဲ့ဟာတွေကြောင့်မလို့ကျွန်တော်လမ်းမလျှောက်နိုင်ခဲ့လမ်းမလျှောက်နိုင်ခဲ့ကျွန်တော်လမ်းလျှောက်တာတောင်မှနှစ်နှစ်သုံးနှစ်လောက်ပဲရှိသေးတယ် ဒီနေ့တော့ကျွန်တော်ဖင်တိုသွားတယ်ကိုယ့်ရဲ့ဖြစ်တယ်မျိုးလက်မခံပဲနဲ့ကိုယ့်အလိုရာလုပ်နေမယ်ဆိုရင်ဘရမဘာမှလည်းဖြစ်ထွန်းလာမှာလည်းမရှိလဲရမှာကိုယ်မှရှိတဲ့ရနဲ့ဘောင်းလုံးကျူရမယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ပါဟုတ်ကဲ့ဟုတ်ကျွန်တော်မန်းလေးနေတာတော့ဆယ်နှစ်လောက်ရှိခုဒီအိမ်ဝင်မှရှိတယ်အဲ့တော့ကိုယ်မရှိတဲ့ဟာလေးရှိအောင်ကျူတာဖို့တော့တော့အများအားနေတိုင်းရုန်းကန်နေပါတယ်ဟုတ် ဟုတ်မင်္ဂလာပါခွေ။ဟုတ်။ဟောဒီနေ့ကတော့ကျွန်တော်စနေနေ့ငယ်လေးဖြစ် weekend လေးလည်းဖြစ်တော့ကျွန်တော်ကျွန်တော်တရားမှလူစုမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့တရားကိုတားရအောင်ပို့ပြင်းနေရပါဖြစ်ပါတယ်ခွေ။ဟုတ်ပါလာလာဆိုပြီးဘာလို့နာမည်ပေးရလဲဆိုတော့ကျွန်တော်ကအယုတ်လေးဆိုရင်ကျွန်တော် customer ရဆိုတော့လူတွေပို့ဦးတည်တယ်ကျွန်တော်ဘာယုတ်လာလားဘာပဲလာလားကျွန်တော်လုံနိုင်တယ်ဆိုတော့ဒီဖြည့်လေးကျွန်တော်ပါလာလာဖြည့်ကြတာပါ။အသက်ကတော့ညီလေးတက်အဲ2000နှစ်မွေးတာပေါ့။ 23နဲ့ရပါပြီဟုတ်23ပညာရအမှန်တိုင်းပြောရမယ်ဆိုရင်ညီလေးဒါညီလေးအကိုတော့အမှန်တိုင်းပြောပြညီလေးဒရမ်းမမပြီးခင်ဘူးဒီညီလေးငယ်လေးကရူးချွတ်ယောဂရှိခဲ့တဲ့အတွက်ចောင်းမနေခဲ့ရတာပေါ့တမန်ကလေးလိုចောင်းနေပြီအဆင်မပြေခဲ့ရပါကျွန်တော်အသက်3နှစ်လောက်မှာ TV ယောဂစဖြစ်တာအဲ့ရနေပြီးတော့ကျွန်တော်အရွယ်နဲ့မလိုက်အောင် TV ဆေးတွေအများကြီးတောက်ခဲ့ရတယ်အဲ့ကြတော့မေတို့ပြောတာကတော့အဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့အယူတွေကတမ်းမှာမဟုတ်တော့ဘူးတဲ့ဘလို့ဟာပျော့တာလည်းမဟုတ်ဘူးကျွန်တော်ကျိုးလွယ်သွား ဒီဒဏ္ဍာလောက်မြင့်တဲ့ခုံမှာပြုတ်ကြလဲကျွန်တော်ဂျလို့ဆိုရင်ခံမတင်ကျူတယ်ကလေးလိုကျင်းလွိုင်းချော်လဲဂျလို့ဆိုကျူတယ်နောက်ပိုင်းဘလောက်ထီတောင်ဆိုးလာလဲဆိုရင်အိတ်နေနဲ့အိမ်မက်လန့်ပြီးတော့ကျွန်တော်နောက်ဆုံးဒီပေါင်တစ်ဖက်ကျိုးသွားခဲ့အဲ့လောက်ထီကျွန်တော်ဆိုးလာခဲ့ကျွန်တော်စပြီးတော့အင်္ဂလိပ်စာစလေ့လာတော့2016 2019လောက်ပေါ့အဲ့ခေတ်ကအင်တာနက်တွေဝါးနေစပြီးတော့တော်လေးခက်စားလာတဲ့ချိန်ဆိုတော့အဲ့ချိန်မှာကျွန်တော်ကဘာပဲနေနေကိုတကယ်တာတင်နေတယ်ဆိုရင် ကကို self study လုပ်ပြီးတော့သင်လို့ရတယ်ဆိုတာကျွန်တော်သိခဲ့ရတယ်။ဒါမှမမနေခဲ့ဘူး။ဒါပေမဲ့အခုချိန်မှာကျွန်တော်မြန်မာသားလည်းဖတ်နိုင်တယ်၊အင်္ဂလိပ်သားလည်းဖတ်နိုင်တယ်။အကုန်လုံးရေးနိုင်တယ်၊တွန်းနိုင်ပါတယ်။ခုခေတ်မှာဖုန်းတစ်လုံးရှိပြီဆိုတာနဲ့ကိုသင်ကျင်တာလေ့လာကျင်တာအားလုံးလေ့လာလို့ရပါတယ်ကို။အဲ့ဒါအောင်ပဲကိုကသိထား။အဖေကလည်းအားပေးခဲ့တယ်။အဖေကပြီးတော့ကျတော့သူကိုယ်တိုင်လည်းပြောပြသလိုကျွန်တော်ကိုဆရာကြီးဦးအောင်သိရင်လို့ဆရာကြီးနန္ဒာသိန်းဆန်လို့အဲ့လိုပေါ့ကျွန်တော် ဒီမိုးနေတော့အဲ့လိုစာအုပ်တွေကိုဖတ်ခိုင်းနေတယ်စာပေဟောပြောပွဲနားခိုင်းနေတယ်ကိုယ့်ရဲ့ဖြစ်တည်မှုလက်မခံမဲနဲ့ကိုယ်အဲ့လိုဒါလုပ်နေမယ်ဆိုရင်ဘရောမှာဘာမှလည်းဖြစ်ထွန်းလာမှာလည်းမရှိလဲရအောင်အဲ့တော့ကိုယ်မှရှိတဲ့ရနဲ့ဘောင်းလုံးကျူရမယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်56 6အရွယ်မှာလည်းမနိုင်ပြောရူငယ်လို့ကျွန်တော်ပြောနိုင်မှာပါနိုင်တယ်တကယ်ချင်းလျှောက်သွားတာတော့ဘာလို့ကျွန်တော်မလုပ်နိုင်တော့ကျွန်တော်က23မျိုးသမီးကကိုယ်မှ19ရှိတယ်၄နှစ်လောက်ပါဟုတ်ဒါမျိုးသမီးတော့တနခါလေး ဟိုကဘာဘာကြီးပဲရှိရင်မိမတော့ကြောက်ပါအဲ့နောက်တတန်းတော့ကိုကြီးနှစ်နှစ်တော့ပြည့်တော့မှာပေါ့တနေ့နဲ့ရှင်းလာတော့ပဲရှိခုလိုမျိုးသွားရဲလာရတာကွာကျွန်တော်အိမ်အောင်ကြပြီးမှသွားရဲလာရတာကျွန်တော်လူမျိုးတော့ဆိုရင်လူတွေကြည့်မှဆက်တယ်ကျွန်တော်ကျွန်တော်ပုံစံကြောက်ပေါ့အဲတော်တော်များများကြတော့ဟိုတနာရတဲ့လူကတော့မပြောဘူးမတနာရတဲ့လူကြတော့အဲဟိုမှာလူကူလေးလာနေမချက်ပုတ်ဘူးဘာလို့အဲ့လိုမျိုးခေါ်ကြခါချင်းအရန်စိတ်ထဲကြတယ်ကျွန်တော်သွားဖို့တတိတောင်ရှိတယ်စိတ်တန်ရတော့ရမ်းကိုရားခဲ့ပါတယ်ကျွန်တော်မန်တိုင်းပြောရင် ျွန်တော်အဒီဒီလိုမျိုးတွေကျွန်တော်သိတဲ့မကြမ်းခိုင်ရင်တော့ကိုကိုကိုစူဆိုင်လုပ်ဖို့ရှိပါကျွန်တော်စဉ်းစားခဲ့မိဘူးပါ၄၅နှစ်ကနေပြီးတော့စကြိုးခဲ့တဲ့ဟာတွေကြောင့်မလို့ကျွန်တော်လမ်းမလျှောက်နိုင်ခဲ့လမ်းမလျှောက်နိုင်ခဲ့ကျွန်တော်လမ်းလျှောက်တာတောင်မှနှစ်နှစ်သုံးနှစ်လောက်ပဲရှိသေးတယ်။ဒီနောက်တော့ကျွန်တော်ဖင်တိုသွားတယ်။အဲကြတော့အဲ့လိုလမ်းမလျှောက်ခဲ့ကြတော့ကျွန်တော်ရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းမညီရတော့အောက်ပိုင်းကြီးကတိမ်ပြီးတော့အဲ့ပြဿနာကြောင့်မလို့ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဆိုင်ကယ်လို့ပါလို့ဆိုကြောင်မစီးနိုင်ဘူး။ ပြီးတော့လမ်းလျှောက်မယ်ဆိုရင်တော့တံမန်လူလောက်ကျွန်တော်မလျှောက်နိုင်ဘူး။ဆိုင်ကယ်ပိုင်လည်းမသိနိုင်တော့ဒါကျွန်တော်အမျိုးသမီးအားကိုးရတော့ပေါ့။သူကအရှိန်နဲ့ဆိုင်ကယ်မှာပစ္စည်းလေးတဲ့အဒါမှလည်းတူတူရနေနေကြအတူတူပြန်လို့မလုပ်ဘူး။ဘယ်သွားသွားနောက်ဆုံးဟိုလိုအားလည်းရပြန်သွားရင်တော့မှသူကပဲရှိရစီရကျွန်တော်နောက်ကအများကြီးခါပဲဖတ်လိုက်တယ်။ကျွန်တော်ဒီလုံလေးကိုလည်းချစ်တယ်။ဒါပေမဲ့ကျွန်တော်ငယ်ငယ်လေးကတည်းကကျွန်တော်ဝါနာပါတဲ့ရတစ်ခုရှိအဲ့ဒါတော့ကျွန်တော်တချင်းလေးဆိုရတာကြိုက်တယ်။တချင်းလေးရေးရတာကျွန်တော်အရင်ကြိုက်ပါတယ်ပေါ့။အဲ့တော့ကျွန်တော် ဒီကောင်လေးကိုလည်းကျွန်တော်အကောင်းဆုံးဖျောက်လုပ်မယ်ကျွန်တော်ခွင့်ရတာရခဲ့မယ်ဆိုရင်ကျွန်တော်တခြင်းလေးကိုလည်းဖန်ပြီးကြည့်ပါမယ်အားလေးတွေသိပေးပါအောင်ငငယ်မမြဲ if a memory nya nya in the dirty way follow you go new sugar ဒီလောက်ကိုလောက်တာဆိုရင်ညီလေးအသက်73 74လောက်ပဲအဖေကစတင်ပြီပဲအဲ့ကရာ အတွန်းဆိုရင်ဖေကကျွန်တော်ဒီပညာလေးကိုရသိခြင်းလို့မလို့ဖေကနေပြောကျွန်တော်ဘုံကြီးပို့သွားတယ်ဘုံကြီးပို့တာဆိုအာအကြောင်းလေးတွေပတ်ရကျွန်တော်လောက်တောင်တင်ပေးနောက်တစ်ရက်ဖေကဘလောက်ထိဆိုလဲဆိုတော့ကျွန်တော်လောက်တောင်မလို့ဆိုပြီးတော့တနေရာရလူစီတဲ့နေရာရောင်းရတဲ့နေရာကိုရောက်ပြီးရှင်အာကျွန်တော်ပြစ်ထားခလိုက်တာအဲရုပ်ပန်းကြီးနဲ့အာမမင်ထိုင်လိုက်ကျွန်တော်ချထားပြီဆိုရင်အာအဲ့ရနေကျွန်တော်တနေကုန်မထတော့ကျွန်တော်ရှက်လို့ဘယ်ရုပ်လာဝယ်လဲကျွန်တော်အာထမရအောင် မနက်ပြန်တော့မလာကြည့်လို့ကျွန်တော်ရှက်လို့မလို့ကျွန်တော်ထားမှာရှက်တယ်အဲတယောက်ပြုံးပြပန်းနေတယ်ကျွန်တော်ပြုံးတော့ပြရတယ်ဒါပေမဲ့ဟောပြီးမှငါဒါမေးဆိုတိတ်သွားရင်ငါ့ကိုမခင်မဲနေကြမလားငါတမန်လူကောင်းမှုတဲ့အတွက်ဆိုရင်အလုံးပေါ်ချင်းကျွန်တော်ဒီဘက်မှာရောင်းတာဆိုရင်တော့ဒီမှာဈေးတန်းလေးက2000 3000 5000ဆိုပြီးခွဲထားပါတယ်ပို့ဒီဟုတ်ကဲ့စားသားပေါ့အဲ2000ဆိုတာကတော့ကျွန်တော်လောက်ရတာလွယ်တဲ့ဟာလို့ပေါ့ဒီရုပ်လေးဆိုရင်တနေ့တရုပ်ကို3မိနစ်4မိနစ်ပဲကြာတယ်အဲ့တော့ကျွန်တော်ကညနေတည်း 2000ဒါလေးကြာနည်းပိုးကြတယ်ဒီ9000တန်လေးကြာတော့တရုတ်ကို7 minutes 15 minutes ကြာတယ်အဲ့ကြတော့ဟုတ်တယ်အနည်းလေးလေးပါအတွက်ကျွန်တော်9000လောက်ပါတယ်ကျွန်တော်တော့တော်တော်များလေးလာမေးကြတယ်အောက်ထဲမှာလဲဒီဟာလေးတွေစားလို့ရလားစားလို့ရလားတကယ်ဟိုဟာစားလို့ရဆိုတာကြာကျွန်တော်ချူချင်းနဲ့လုပ်တဲ့ဟာအဲ့လိုမျိုးပါကျွန်တော်ကအခုကကြာတော့ဟိုတရုတ်ကလာတယ်ကိုရီးယားဟိုတရုတ်ကလာဖော့ချုံလို့ခေါ်တဲ့ဟာလေးနဲ့ဝယ်လောက်တာပေါ့ဒီကောင်လေးကြာတော့အထားလဲခံတယ်အကြ ాయి လည်းတင်ထားလို့ရတယ်စားလို့တော့လုံးဝမရတော့ နော်ဒီမဲ့ဒါလေးတွေကထော့ကြုံလေးတွေပါဒါကကျွန်တော်တောင်းမြမြတော့မိကြအထုတ်ကြီးလာလားအထုတ်ကြီးလာလားနဲ့အထုတ်ကြီးမလာဘူးလေကျွန်တော်ဂျုံတော့၁၂ရောင်ပါတဲ့အကက်လေးအကောင်လေးတွေပဲပေါင်းပြီးတော့ကျွန်တော်ထည့်ထားပါအလေးရောလေးလုံးအောင်ပေါ့သူကလေးမလုံး6လို့မလို့အားချောင်းဒါတော့ကျွန်တော်သုံးတဲ့ထုံးလေးပေါ့ဒါဆိုမျက်နှာပေါ်တဲ့ဟာစတုံးလေးတွေကက်ကြီးလေးတွေဒီဟာလေးကျတော့လူတဲ့ဟာလေးရဲ့လို့ဆွဲရတဲ့ဟာလေးဟုတ်မှန်ပြန်တော့တည့်ရမှာတော့မနာဘူးဘာလို့လဲဆိုတော့ဇုံးမှာအခုဒီအိမ်မှန်မှန်ရှိသေးဘူးအခုဒီနေ့နေတဲ့အိမ်ဆိုလည်းဒါအိမ်ငါပါ ကျွန်တော်နန်းလေးနေတာတော့ဆယ်နှစ်လောက်ရှိအခုဒီအိမ်ပဲဝင်ရှိတယ်အဲ့တော့ကိုမရှိတဲ့ဟာလေးကိုရှိအောင်ကြိုးစားဖို့တော့တော့အများတန်းနေတိုင်းရုန်းကန်နေပါတယ်လို့ကျွန်တော်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ကဒီရုပ်လေးတွေနောက်ပိုင်းရကျွန်တော်ဆိုင်လေးကနာလေးနဲ့ကျွန်တော်ဖွင့်ကြတာပေါ့ဆိုင်လေးနဲ့ဖွင့်မယ်ရှိုးလေးနဲ့ပုံလူလေးလာလုပ်ပြီဆိုရင်သူကထိုင်ကုန်လေးနဲ့ထိုင်ဆောက်ကျွန်တော်လည်းထိုင်ကုန်လေးနဲ့လုပ်ပြီးပင်အားလေးဥမှာရုပ်လေးရရင် surprise လေးရရတော့ကျွန်တော်အဲ့လိုမျိုးလေးထိလုပ်ချင်တဲ့ဟာလေးရှိပါတယ် IT လည်းဟုတ်အီမတ်ထားပါတယ် ကျွန်တော်ဒီပညာနဲ့ပတ်သက်ပြီးကျွန်တော်အဖေကိုတော့ရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတနေ့တာပုံမှန်စာအုပ်နေလေးဆင်ပြအောင်ဒီဟာလေးကအမြဲအများကြီးအထောက်အပံ့ဖြစ်ပါတယ်အဲ့တော့လည်းခက်ခဲဖြစ်တဲ့ဟာရင်ကျွန်တော်အဲ့လိုပြေးလဲသွားတိုင်းကျွန်တော်အဖေကိုကျေးဇူးများတင်ပါတယ် TikTok မှာကျွန်တော်အကောင့်လေးရှိပါတယ်လို့ဘာလာလာကျွန်တော်ဆိုပြီးရိုက်ချလိုက်ပါလို့အဲ့ရနေပြီးကျွန်တော်အခုလောလောဆယ်ရတော့ကျွန်တော်နေဝေးတော့မပို့နိုင်သေးပါဘူးကျွန်တော်မန်လေးအတွင်းမှာဆိုရင်တော့အရာငွေချင်းနဲ့ကျွန်တော်အယုတ်လေးတွေလိုချင်တာလေးပုံလူလေးတွေအစခတ်တုံးခရက်တာလေးအဆုံးကျွန်တော်အကုန်လုပ်ပေးပါတယ် ောက်ဘူးเนาะဟုတ်ကဲ့ပါအဲရောင်းနေကြနေရလေးပဲလားဟုတ်တယ်ဒါရောင်းနေကြနေရလေးပါကျွန်တော်ဟိုဟာလုချင်းနေဆိုရင်တော့ဥပိန္ဒရာနောက်ထပ်ပထမဆရာမှာကျွန်တော်ရှိပါတယ်စနေတနင်္ဂနွေဆိုရင်တော့မနက်9:00နာရီဆန်တိုင်းလောက်ဆိုရောက်ပါပြီကျွန်တော်ဂျာရလေးဆိုရင်တော့နည်းနည်းအောင်ပါရင်ကျွန်တော်မန်လေးတရားမှာပတ်ပြီးသွားပါတယ်ဒါလေးကဘယ်လာရီနာကာပတီနာတဲ့ကိုခုခေစားတဲ့အီတလီယန်ဘရင်းဝါတွေကတောင်းနေပြီပေါ့ဒီမှာတရားမှာဆိုအဆုံရှိရထုံးထုံးထုံးစာဦးတာထွာလာလေးလို့ထွာလာလာကလေးတွေအဲ့ဒါတအားကြိုက်ကြသူက အဲကလေးကြိုင်လေးတွေလိုက်ပြီးလို့ရပါဘူး။ဘာလို့ပဲကြုံလာကြုံလာစိတ်မညစ်ကြပါနဲ့လို့ကျွန်တော်တောင်မှအခုကျွန်တော်လိုအားနေချက်တွေဘလဘွားနဲ့တောင်မှကျွန်တော်အဲပိုးမှာရှိတဲ့ရာလေးနဲ့အကောင်းဆုံးဖြောင်းကျူသားနေပါတယ်လို့။ဘာပဲဖြစ်လာဖြစ်လာစိတ်တက်မကြကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။အားလုံးလည်းကျွန်မချမ်းသာကြပါ